stylish ဖြစ်ပြီးအမြဲတမ်းကြီးကောင်းနေဖို့ဆိုရင် Guido ရဲ့ fashion ကို upgrade အမြဲလုပ်နေဖို့လိုပါမယ်ဒီတစ်ခေါက်မှာတော့ Guido ရဲ့ fashion ကိုအစစ်မြစ်တင်နိုင်ဖို့တည်ထားတဲ့ fashion အကြံပြုချက်အချို့ကိုနောက်ဝေပေးခြင်းပါတယ်၁အရေးသွေးကောင်းတဲ့အဝတ်အစားတွေဝယ်ပါဈေးသိမ့်ချီတဲ့ designer brand တွေကိုပဲရည်ညွှန်းတာမဟုတ်ပါဘူးဈေးအတင်းသင့်တဲ့ quality ကောင်းတဲ့ wear တွေအများကြီးရှိပါတယ်ခန့်ညံ့အနိုးစားတွေနဲ့ရည်အသွေးကောင်းတဲ့ fashion တွေကိုရှင်းဝေးကြည့်ရင် ချိုယိုးချုပ်တာအံဝင်ဝင်ကြမှုအယောင်အစင်းရုပ်ထွက်ပိုင်းတွေအများကြီးကွာခြားလာကိုတိတိတတ်တာခန်းစားမိမှာပါနှစ်ခန္ဓာကိုယ်အချိုးအစနဲ့ကွက်တိကြအောင်ဝတ်ပါအဝတ်အစားဝတ်တဲ့အခါဖိဖြစ်လေကြီးကောင်းတယ်ပါခမာသုံးအနေနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစကိုတေချာလေးသိရှိနားလည်ထားဖို့လိုပြီးကိုယ့် body နဲ့တင်းလျော်လိုက်ဖက်မှုရှိတဲ့အဝတ်အစားတွေပေါ်ပဲအနေရွေးချယ်ဝတ်သင့်ပါတယ်အဝတ်အစားတွေကခြောက်သွုံးပွန့်လွန်းတာမဖြစ်ပဲမှန်ကန်တဲ့ဖိဖြစ်မှုရှိမှသာတတရရရနဲ့ ကြီးကောင်းတဲ့ပုံကိုပေါ်လေစေပါပါ3အသေးလေးကြားတဲ့အရာတွေအထိဒီ new site ပါအင်ဂျီပေါင်းမီလာဆလို့အုတ်ဖုတ်ခဏအထိခေါင်းစအခြေဆုံးတခြားဒီဒီကြကြပြင်ဆင်ဝတ်တင်ပါတယ်ကိုရွေးချယ်လိုက်တဲ့ဝတ်စားနဲ့လိုက်ဖက်တဲ့ fashion accessory တွေ나이레지치에이အားလုံးကိုအသေးစိတ်ကြကြဂယုတစိုက်ရွေးချယ်ပြီးလိုက်ဖက်အောင်ဝတ်တင်ပါတယ်၄ မတူညီတဲ့ပုံစံဒီဇိုင်းတွေစုံဝပါယောဂလေးတော်တော်များများက fashion ဆိုဝင်နေကြပုံစံတစ်မျိုးတည်းကိုပဲတသက်မှတ်ထဲဝတ်ကြတာညပါတယ်တကယ်တော့ကိုယ်နဲ့လိုက်ဖက်မှုရှိတဲ့အခြားသော fashion ပုံစံတွေကိုသိနိုင်ဖို့မတူညီတဲ့ကာလာ pattern design တွေကိုအကြောင်းလေးလို့ဝင့်ကြည့်တင်ပါတယ်ဝင်နေကြမဟုတ်တဲ့ style တွေကိုစမ်းသပ်ဖို့မကြောက်ပါနဲ့ဘဒူလာတွေကို try ကြည့်မှာပါ video fashion ဟာကင်းစရာကောင်းမနေမှာပါဒါကြောင့်ဘဒူဘရဒရဲ့ fashion တွေကိုကြောင်းလဲဝတ်ဆင်ခြင်းဖြင့် Guido ရဲ့ fashion ကို upgrade လုပ်လို့ရပါတယ်